အားလုံးပဲမင်္ဂလာပါရှင် Studio Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာကတော့ဗုဒ္ဓဖျားရှင်နဲ့ဥလူဝေလာကတ္တပါယတိရင်နောက်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။ခြေရခါကဥလူဝေလာတော့မှာဥလူဝေလာကတ္တပါနဒီကတ္တပါနဲ့ကရာကတ္တပါဆိုတဲ့ညီနောင်တို့ရှိရဲ။ဥလူဝေလာကတ္တပါက900တော့တပည့်ယတိတို့နဲ့၎င်း နဒီကတပကရ300တော့တပည့်ရသေးတို့နဲ့၎င်းဂယကတပက200တော့ရသေးတပည့်တို့နဲ့၎င်းနေထိုင်ကြတယ်ဗုဒ္ဓဖရာရှင်ဟာဗဒဝကီယဟန်သုံးကျိတ်တို့ကိုတရားဟောကြားတော်မူပြီးလျင်ကိုတော်တပါတဲ့ဒေတာစာရီကြတော်မူရာဥရဝေလာကတပရဲ့ကြောင်ငန်ရှိရာကိုရောက်တော်မူလာတယ်ငါရှင်ကတပတင်ဝမလေးပါကတင်ဤမီဒင်ကုတ်တွင်တညမြာငါနေလိုသည် ငါရှင်ယဟန်ကြီးငါဝင်မလေးပါတူပြင်တော်လဲမီတင်းကုန်းတိုင်းအမျက်တော်သားကြီးပြီးရက်ဆက်ကြမ်းကြုတ်သောနဂါးကြီးရှိပြီးထိုငါးကားသည်တင့်အားနှိမ့်ဆက်ချင်းချောင်မီသည်ငါရှင်ကတပါနဂါးကြီးသည်ငါကိုမနှိမ့်ဆက်နိုင်တင်ကသာခွင့်ပြုပါပြီငါရှင်ယဟန်တင်အလိုရှိလျင်ချမ်းသာစွာနေပြီလောဟု ခွင့်ပေးသောအခါဗုဒ္ဓဖရာရှင်လဲမီတင်းကုန်းကိုဝင်တော်မူလျက်ထက်ဝဲဖွဲခွေတော်မူလိုလည်းခဲ့တယ် သူဝခနဂါကြီးကဒေါသထန်လျက်အခိုးလွတ်လျင်ဗုဒ္ဓဘုရားရှင်ကလည်းနဂါအကိုကိုလွှမ်းမိုးနိုင်သောအကိုကိုပို့လွှတ်တော်မူတဲ့နဂါကြီးလည်းမခံနိုင်တော့၍ကြီးထွားသောအလျံကိုလွှတ်ပြန်လျင်ဘုရားရှင်သည်နဂါကြီး၏အလျံကိုဖယ်ရှားနိုင်နေတော်မူကတေဇောကတိုင်းကိုဝင်စားတော်မူ၍အလျံကြီးကြီးလွှတ်တော်မူ၏ရသေးအပေါင်းတို့ဟာမီတင်းကုတ်ကိုဝင်းရံကြည့်နေရင်းကအချင်းတို့ယဟန်ကြီးသည်အစွန်အလွန်အစင်းလာပြီစွာ ငကားကြီးညင်ဆဲ၍တေချာတော့လိမ့်မည်လို့ဆိုကြတယ်။ဗုဒ္ဓဖရာရှင်ဟာ ထိုညက်ကိုကုံဆောင်၍မိုးတောက်သောအခါငကားကြီးဤတကိုးတက်သည့်တွေကိုကုန်ခန်းစေပြီးလျင်တပိတ်တော်၌ထဲ၍ငါရှင်ကတ္တပဖရာတဲ့ငကားကြီးကို ကြည်လေအောင်တော့လို့ပြတာတာပုံ။ဥရဝေလာကတ္တပဟာဤယဟန်ကြီးသည် တကိုးအာနုဘောကြီးမပီးသည်အမျက်ကြီးသောငကားကိုပဲလျင်နှိမ်နေနိုင်ပြီ။ငါကဲ့သို့ယဟန္တာမဖြစ်သေးသည်သာကြွားချဤလိုအကြံဖြစ်ပေါ်မူ၏။ ဗုဒ္ဓဖရာရှင်ကိုလည်းဤအရ၌ပျော်သမျှကာလပတ်လုံးသတင်းသုံးနေထိုင်တော်မူပါကျွန်ုပ်ကဆုံးကြွေးပါမယ်လို့ပင့်ဖိတ်တာကိုလက်ခံတော်မူပြီးဖရာရှင်ကဥရဝေလာကတပရဲ့တင်ငန်းအနီးမှာရှိတဲ့တောအုပ်၌သတင်းသုံးတော်မူခဲ့တဲ့စတုမဟာရဲနမင်းကြီးလေးပါတို့ဟာညသကောင်ရန်ကိုရောက်တော့အလုံးစုံသောတောအုပ်ကိုကိုရံကိုဝါနဲ့ထုံးလင်းတောက်ပါစီပြီးဗုဒ္ဓဖရာရှင်ထံချင်းကဲ့၍ရူသည်စွာရှိကိုနေကြတာပုံ ဥရဝေလာကတ္တပဟာမနက်မိုးတောက်တဲ့ကဗုဒ္ဓဘုရားရှင်ထံလာပြီးယဟန်ကြီးစွမ်းစားချိန်တော်ပြီးကြွလောတကောင်ရန်ကယဟန်ကြီး၏အရက်လေးမျက်နှာအဖို့၌မီးလုံးကြီးကဲ့သို့ရက်တည်နေသည်ကအဘယ်သူနည်းလို့မေးမြန်းနေငါရှင်ကတ္တပတကောင်ရန်ကစတုမဟာရိနတ်မင်းကြီးလေးပါတို့ငါဖျားထံစည်းကပ်လာကြပြီသည်ဥရဝေလာကတ္တပကလည်းဤယဟန်ကြီးသည်ဖုံးတော်ကိုအာနုဘော်ကြီးမာပြီသည် စတုမဟာရိနမင်းကြီးတို့ပင်လျင်စီကလာကြရသည်ငါကဲ့သို့ဖြင့်ယဟန္တာမဖြစ်မဟုတ်ရသည်လို့ကြံသွေးတာပုံဖယားရှင်အားစွန့်လို့ကြွေးတယ်စွန့်စားပြီးရဲ့နောက်မင်းမြဲတိုင်းသောအရက်နိုင်နေတော်မူ၏ထုံညတကောင်ရံတွင်မူတကြားမင်းသည်အလုံးစုံသောတောအုံတွင်ထုံးလင်းတောက်ပါစီကမျက်စွာဖယားထံချင်းကဲ့၍ရိုသေစွာနေလေသည်မနက်မိုးတောက်တဲ့အခါဥရဝေလာကတပယတိကဖယားရှင်ထံကိုလာပြီးယဟန်ကြီး စွမ်းစားအံ့သောအခါတန်လီပြီးကြွလာလေလောတကောင်ရန်ကယဟန်ကြီးရဲ့အနီးတွင်မိဘုံကြီးကဲ့သို့ထွန်းလင်းတောက်ပါသောအယောင်နှင့်စင်ကက်လာသူကအဘယ်သူနည်းငါရှင်ကတပါတကြမင်းဒီငါဖျားထံတရားနာအံ့သောငါစီးကက်လာလေသည်လို့မိန်တော်မူရင်းဩရဝေလကတပါဟာယဟန်ကြီးဒီကဖုံးလဘအာနုဘော်ကြီးမပေစွာတကြမင်းကပင်စီးကက်လာရသည်သို့သောငါလိုယဟန်နာမဟုတ်ရှာပေလို့တွေးပြီးလျင်ပြင့်ွေစွန်ကျွေလေတဲ့ ဖယားရှင်လည်းစုံဖုံးပေးပြီးတော့မူပြီးနေမြဲတိုင်းတော့အရက်နိုင်ပြီးနေထိုင်တော့မူတယ်။ထိုညတကောင်ရံမှာတော့ဗြမ္မာမတ်ကြီးဟာရခင်ညတွေကထပ်ပေါ်ပြီးထွန်းလင်းတောက်ပတ်စီလျက်ဖယားရှင်အားစီကတ်ခါစားလာတယ်။မနတ်မိုးတောက်တဲ့အခါဥရဝေလာကတပဟာလာပြီးယဟန်ကြီးစွန်းစားရန်ကြွာလို့ညာကယဟန်ကြီးရဲ့အနီး၌ရှေးကထွန်းလင်းတောက်ပတ်တော့အယောင်ထွန်းလင်းတောက်ပတ်ပြီးစီကတ်လာသူကအဘယ်သူနည်းလို့မေးမြန်းပြန်နေ။ မြမကြီးဖြစ်ပြီသည်ငါဖရာဤတရားတော်ကိုနားအံ့သောငါစီးကပ်လာလေသည်လို့မိန်တော်မူ रे ဥရဝေလာကတပဟာရှင်ဤသူပဲဖရာရှင်ကိုချီးမွမ်းနေယဟန်နာမဟုတ်သေးသည်ကိုလွယ်တွေး၍ဆွန့်လုပ်ကြပြန်နေဖိဗုဒ္ဓဖရာရှင်ကလည်းဆွန့်ဖုံးပေးပြီးတဲ့နောက်နေမြဲတိုင်းပဲနေတော်မူတာပုံတနေ့သောအခါမှာတော့အင်္ဂတိုင်းကမဂဒရပီသူတို့ကို ဝေလာကတပါဟာများစွာသောပူဇော်တကရကိုပြုလုပ်ဖို့စီစဉ်ခွန်ခွဲကြတယ်။ထိုအခါဩရဝေလာကတပါဟာ မနက်ဖြန်တွင်ငါအားများစွာသော အင်္ဂအတိုင်းမှမဂဒရစ်ပြည်သူတို့များစွာသောပူဇော်တကရကိုပြုရန်လာကြပေလိမ့်မည်။သူကယဟန်ကြီးကလာဒီဧသည်တို့ဤပလဲ၌တကိုးပြလာပါကယဟန်ကြီးကိုလက်လာတကရာပေါ်များပြီတော်မီငါအဖို့လက်လာလောဘဆုပ်ယုပ်ပြီးအံ အကယ်၍မနှက်ဖြန်ယဟန်ကြီးစွန်းစားမလာမှုကောင်းလေစွာလို့အကျံဖြစ်ပေါ်လာသည်သူအကြံကိုဗုဒ္ဓဖျားရှင်ကတည်တော်မူရာကြောင့်မိုးတောက်တော်အခါမြောက်ကျွန်းတို့စွန့်ခံကြတော်မူပြီးအနောက်ဘက်အိုင်၌တုံးဆောင်တော်မူကနေပြီးရည်တဲ့ခြင်းကို ပြုတော်မူရင်းညာချမ်းတော်အခါတီဟိုကျွန်း၌သာသနာတော်အရှိတီတက်မီကို မြင်တော်မူမိတဲ့ဘလူတို့ရဲ့ရန်ကငိမ့်အေးစီပြီးလျင်ဆန်တော်တဆုပ်ကိုတနာချီမြင်တော်မူရင်းမဟိယကလာလို့အခေါ်တဲ့ ဇေဒီကိုတိဆောက်ပြီးတော့ကိုကိုွယ်စေအရီနာဖယားရှင်ဟာစံတော်တက်ကိုသူမနနမင်းကိုပေးအပ်၍ဥရဝေလာတော်ကို ပြန်ကြွလာခဲ့ပြီးလျင်နေမြဲတမ်းအယက်၌တရင်သုံးနေတော်မူခဲ့သည်ကတ္တပယတိဟာအင်္ဂတိုင်မဂဒရစ်ပြည်သူတို့ပူဇော်ပတနာကိုခံယူပြီးနောက်တနေ့မနက်မိုးတောက်တဲ့အခါဗုဒ္ဓဖယားရှင်နံကိုရောက်လာတယ်ယဟန်ကြီးရမန်နေ့ကအဘယ်ကြောင့်ကြောက်မလာသနည်းငါတို့ဒီဆုံးပြင်ပြီးမျှော်လင့်၍နေပြီးသည် ငါရှင်ကတပယဟန်ကြီးမလာမူကောင်းလီစွာဟုကြံသည်မဟုတ်လောတို့ကြောင့်ငါမလာတော်မူ၍မြောက်ကျွန်းမှာစွန့်ခံ၍စားသည်လို့မိန်တော်မူတယ်။ဥရုဝေလာကတပယတိဟာဤယဟန်ကြီးကဖုံးတကောအာနုဘောကြီးမပေသည်။ငါဤစိတ်အကြံကိုပင်လျင်သိနိုင်စွမ်း၏။ငါတို့ယဟန်နာမဟုတ်ရှာလို့ကြံပြီးဖယားရှင်ကိုပင်၍စွန့်လို့ကြွေးလေတယ်။ဖယားရှင်လည်းစုံပုံပေးတော်မူပြီးနေမြဲတဲ့အရက်နိုင်နေတော်မူတယ်။ ကျနေမှာတော့ဗုဒ္ဓဖရာရှင်လည်းပန်းတကူသင်္ကန်းကိုရတော်မူတဲ့ထိုပန်းတကူသင်္ကန်းကိုငါသည်ဘယ်အရ၌ဖွက်ချင်းလှမ်းချင်းကိုပြူရအံ့ဤလိုကြံတော်မူတဲ့ဗုဒ္ဓဖရာရှင်ရဲ့အကြံတော်ကိုတည်တော်မူတဲ့တရားမင်းဟာရေကန်ကို၎င်းကြောက်ဖြာကြီးကို၎င်းဖန်ဆင်းပေးတယ်ရေကန်တက်ဆောင်နှက်ကလည်းလှမ်းတော်မူရန်ခံတတ်ပင်ကိုင်းကိုညှို့ရွေပေးလာတယ်မနတ်မိုးတောက်တဲ့အခါဥရုဝေလာကတ္တပယတိရောက်လာတဲ့အခါထိုရေကန်ကြောက်ဖြာ ရေခံတက်ကိုင်းတို့ကိုမြင်ပြီးယဟန်ကြီးအေးအရက်၌ရေကရေခံလဲမရှိကြောက်ပြလဲမရှိအေးရေခံတက်ပိုင်းလဲမဟုတ်အဘယ်ကြောင့်ဤတို့ရှိနေတည်းလို့မေးမြန်းတာပေါ့ငါရှင်ကတပငါဖယားပန်တကူတင်ငန်းကိုအဘယ်အရက်၌ဖွချင်းလျှော်ခြင်းလှမ်းခြင်းတို့ကို ပြုရအန်နီဟုသောငါအကြံကိုတော်ကိုတည်တော်မူတဲ့တရားမီရေခံတက်ပင်ဆောင်တဲ့တို့လာ၍ဖန်ဆင်းပေးလျက်ပေးလာပါသည်လို့မိန်တော်မူတယ် ထိုအခါအိုရူဝေလာကတပါဟာဤယဟန်ကြီးသည်တကူအနုဘောကြီးမာပြီသည် တကြားနတ်တို့စီလျက်ယဟန်ကြီးဤကိစ္စကိုဆောင်ရွက်ကြလေကုန်၏ငါကဲ့သို့ယဟန်နာမဟုတ်တိတာကွာချပြီသည်လို့ကြံတွေးပြီးဖယားရှင်ကိုပင်၍ဆုံးလုံကျွေးပြန်နေအိုရူဝေလာကတပါဟာမနှံ့မိုးတောက်တဲ့ခါငါရှင်ယဟန်ကြီးစိုးစားရန်လာလောငါရှင်ကတပါတောနှစ်တော့ငါလာခဲ့ပြီလို့မိန်တော်မူရာကြောင့်ဥရူဝေလာကတပါဟာအလျင်တော်နှစ်တဲ့ ဖယားရှင်လည်းဥမှုဝေလာကတပသွားသည်နောက်ကျုံဥဇမဘူးတပြေပင်ကိုသွားရင်ဇဘူးတပြေဒီကိုယူဆောင်ကကတပထက်ရှေးဥစွာမီးတင်းကုတ်ကိုရောက်နေတော်မူရင်ဥရူဝေလာကတပဟာရှေးဥစွာမီးတင်းကုတ်ကိုရောက်တော်မူနေတဲ့ဗုဒ္ဓဖယားရှင်ကိုမြင်တော့ယဟန်ကြီးအဘယ်ခရီးဖြင့်လာ၍ရှေးဥစွာရောက်နေနေသနည်း ငါရှင်ကတပငါဖရားသည်တင်ဤနောက်မှစပုတပြေပင်တို့သွားကစပုတပြေကြီးကိုဆောင်းပြီးသိအနေငါရောက်ဤစပုတပြေကြီးကိုတုံးဆောင်တော့ကတပလို့ပေတော်မူရင်ကျွန်ုပ်တို့နဲ့မထိုက်တယ်မေယဟန်ကြီးသာတုံးဆောင်ပါလို့ဤသို့ဖြင့်ဗုဒ္ဓဖရားရှင်ဟာစပုတပြေပင်အနီးရှီရှားသီတို့ကို၎င်းဖန်ကားသီတို့ကို၎င်းနေစဉ်ပြီး ဥရဝေလကပတ်တောက်ကပါရဲ့နောက်ကကြော်တော်မူပြီးရှောင်းတော်မူပြီးရှင်ဦးစွာမိတင်းကုတ်ကိုရောက်တော်နေမူနေတဲ့ဥရဝေလာတကပါဟာယတိကြီးဟာရှင်ဤတူပဲဤယဟန်ကြီးသည်ဖုံတကိုအာနုဘောကြီးမပေသည်ငါကဲ့သို့ဖြင့်ယဟန်နာမဟုတ်ရှာပေလို့တွေးကြံပြီးဆွမ်းလို့ကြွေမြေပုံတနေ့တော့ခါမှာတော့ရတိတူဟာမိကိုပူဇော်ရင်အတွက်ထင်းကိုခွဲကြတော့လေကွဲအောင်မတတ်နိုင်တာကြောင့်ဗုဒ္ဓဖယားရှင်ဟာ 900တော့ထင်းများကို တပြိုင်တည်းဖယိုးဖယဲကွဲစီတော်မူတယ်။ရသေးတို့ဟာမိကိုညှိတည်ရှိသောညီအောင်မတက်နိုင်သည်ကိုသိမြင်တော်မူလျင်ဖယားရှင်က900တော့မိတော်တို့ကိုတပြိုင်တည်းတောက်စီတယ်။ထိုအခါအူရူဝေလာတကပဟာချိန်ဤတိုင်းပဲကြံမြဲတိုင်းသာကြံနေ။ရသေးတို့ဟာဆောင်းကာလာဤတနေ့မှမြစ်တို့စီမြေရေငုပ်ခြင်းကိုပြုကြတယ်။ဖယားရှင်ကထိုရသေးတို့ရေကားတက်တဲ့အခါမီးလုံနိုင်ရန်900တော့မီးဆွေဖြူတို့ကိုဖန်ဆင်းတော်မူတယ် ရသေးအပေါင်းတို့ရေကတက်လာတဲ့အခါအစင်းနဲ့မီးလုံကြရတယ်။ထိုအခါမှာလဲဥရဝေလာကတပဟာရှင်င်းတူပဲကြံမြဲတိုင်းကြံတွေ့မြဲတိုင်းတွေ့ရပုံ။တနေ့မှာတော့တဲထန်စွာမိုးရွာနေစင်မှာပဲဗုဒ္ဓဘုရားရှင်က ထောင်ဝင်းကျင်ကရေတို့ကိုဖယ်ရှား၍အလဲနိုင် မြူတထောင်တထောင်နောင်းနဲ့ဇင်းညံလျှောက်နေတော်မူတယ်။ထိုအခါဥရဝေလာကတပယတိဟာယတိအပေါင်းတို့နဲ့ယဟန်ကြီးကြီးမျောမပါသွားစေရန်လှည့်ဖြစ်လာတဲ့အခါ ထောက်ဝင်းကျင်ကရေတွေကိုဖယ်ရှား၍ဇင်းညံရှောင်းနေတော်မူတာကိုမြင်တွေ့လိုက်ရသည်။တင်ကယဟန်းကြီးမဟုတ်လော။ဟုတ်ပေသည်ကတပါလုံမိန်တော်မူတဲ့အခါဥရဝေလကတပါဟာရှိနေတူပဲတွေ့မြဲတွေ့တာပေါ့။ထိုအခါဗုဒ္ဓရှင်ကကတပယတိသည်မိမိအာနုဘောကြည်သောယဟန်းကြီးငါတဲ့သူယဟန်းနာမဟုတ်ဟု၍ကြံသွေးသည်ကအချိန်မောင်းများနေလိမ့်ပြီ။ယခုအချိန်သည်ကတပယတိကြီးကိုထိတ်လန့်စေတင်ပြီလို့ဆင်ញင်တော်မူ၍ ငါရှင်ကတပတင်ငါယဟန္တာမဟုတ်ပေရဏဟာဖြစ်သူယောက်ျောင်းတရားသမားလဲတင်ဤအလူအကျင့်တွင်စတချန်ချီမြမရှိသည်ကိုငါဖရားသိတော်မူသည်လို့မိန်တော်မူလျင်ဥရဝေလာကတပဟာထိုင်းလန့်တုံလုံးချင်းတန်ဝေကကိုရရှိပြီးဖရားရှင်ရဲ့ခြေရော်ရင်၌ဝစ်စင်လျက်အကျွန်ုပ်ကိုခွလတ်တော်မူပါဖယားရှင်ဤထံတွင်ယဟန်ပြုခွင့်ပေတော်မူပါလို့လျှောက်လေတယ်။ငါရှင်ကတပ ်တင်သည်ငားရသောရသေးတို့ဤမျက်စရာတဆူဖြစ်ပြီးသည်ထိုရသေးတို့ကို တိုင်မင်အောင်လောလူမိန်တော်မူတာနှင့်ငားရသောတပည့်ရသေးတို့ကိုတိုင်မင်လေးသောတဘောညီများကြတာနှင့်စံချစ်ပြစစ်ထံပေါ်မင်းမွေးမရောက်မှအဆရှိရဲ့ရသေးတို့ရဲ့မရေရခါရာတို့ကိုမြင့်ငယ်သူမျော်၍ဗုဒ္ဓဖျားရှင်ထံပါဝင်ယဟန်အဖြစ်ရောက်လိုကြောင်းတောင်းမန်လျှောက်ထားလျင်ဖျားရှင်သည်ယဟန်တို့ဖြစ်ကြည်ဤလိုဖြစ်စေတယ် နဒီကတပါယတိဟာမြင်ငယ်မြင့်အထက်ကမျောပါလာတဲ့ယတိတို့ရဲ့ပရဲ့ရခရာတို့ကိုမြင်တဲ့အခါငါဤနောင်တော်ဥရဝေလာကတပါဟာတစုံတစ်ခုသောဘေးရန်ရှိလေပြီလို့တွေးပြီးယတိငယ်300တို့နဲ့တူလာလေရာ နောင်တော်ကတပါမြတ်သောအချင်းချင့်မေလို့လို့မေးမြန်လေတဲ့မြတ်သောအချင်းဖြစ်ပြီးဤညီတော်နဒီကတပါလို့ဆိုလေတဲ့အခါ ၃ရာသောတပည့်ယတိငယ်တို့နှင့်အတူနတီကတပဟာဖယားရှင်ထံချင်းကဲ၍ယဟန်အဖြစ်သို့ချီးမြှင့်ပေးပါရန်တောင်းမန်လျှောက်ထားတာကိုခွင့်ပြုတော်မူပြန်သည်။ညီအငယ်သောကာယကတပယေတတိဟာလည်းနတီကတပနှင့်ဤသူရောက်လာတဲ့အခါနှရသောတပည့်ယတိငယ်တို့နှင့်အတူဗုဒ္ဓဖျားအားချင်းကဲ၍ယဟန်အဖြစ်သို့တောင်းပန်ကြရင်ဗုဒ္ဓဖျားရှင်ဟာလည်း ဥရုဝေလာကတ္တပအမှုပြုသောညီနောင်သုံးဖော်ယတိအပါအဝင်တထောင်သောယတိတို့ကိုယဟန်အဖြစ်သို့ချီးမြှောက်တော်မူပြီးလျင်ဥရုဝေလာတော်၌ပင်တည်င်းသုံးနေတော်မူပြီးတဲ့အခါယဟန်အပါတထောင်အချံရန်နေတကွကြွတော်မူ၍အာယာတိတအယက်တို့ရောက်တော်မူလျင် နောက်ပါတထောင်သောယဟန်တို့ကိုအာဒတတုတ်ကိုဟောကြားတော်မူရာကြောင့်ဥရုဝေလာကတ္တပအမှုပြုသော တထောင်သောယဟန်တို့သည် အရဟတဘုသူဆိုင်ရောက်ကုန်ကြပါတော့တဲ့ကွင်အခုတိုင်ဆက်ပေးမှာကတော့ချမ်းသာအစစ်ဆိုရဲပုံမြင်လေးပဲဖြစ်ပါရရှင်တော်ရဲမှာဟင်းသီးဟဲ့ရွှာခွေပြီးတော့မိခင်အိုကြီးကိုလှုပ်ကျွေးနေတဲ့မိမျိုးဆိုရဲမိန်းကလေးရှိရဲ့မိမျိုးဟာရုပ်ရည်မချောပင်မဲ့စိတ်သဘောထားဖြူစင်လို့တရွာလုံးကချစ်ခင်ကြတာပေါ့တနေ့မိမျိုးဟာတောအုပ်ထဲကိုသွားပြီးဟင်းသီးဟဲ့ရွှာခိုးရင်းနဲ့ငါကလေးတကောင်ထံရရပြီးမပြန့်နိုင်တာကိုတွေ့ပြီးတော့တနာသွားရင်း ။ငါကလေးမင်းဒဏ်ရာရနေလို့မပြန်နိုင်ပါလား။ငါမင်းဒဏ်ရာကိုပြုစုကုသပေးပါမယ်။ငါနောက်ကိုလိုက်ခဲ့ပါ။မိညိုကဒဏ်ရာရနေတဲ့ငါကလေးကို ပြောပြီးအိမ်ကိုခေါ်လာတယ်။အိမ်ကိုရောက်တော့မိညိုကသူ့မိခင်အိုကိုပြောလိုက်တယ်။အမေငါကလေးဒဏ်ရာရနေလို့ပြုစုပေးရစီ။ကြည့်တော့မိညိုရဲ့မိခင်အိုကြီးကလည်းသဘောတူပြီးတော့ငါကလေးကိုပြုစုကူတာပေးရပေါ့မိညိုကတော့နေစဉ်တော်ထဲမှာဟင်းဟင်းရွက်တွေခိုးပြီးတော့ရောင်းချခဲ့ ဒါပေမဲ့ငှက်ကလေးကိုအချိန်ရတရွေပြုစုပေးရှာရင်ဒီလိုနဲ့မိညိုနဲ့သူရဲ့မိခင်အိုကြီးဟာငှက်ကလေးကိုပြုစုကူတာပေးပြီးလို့ပြန်ပြီးတော့ကောင်းသွားခဲ့တယ်။ဒါနဲ့မိညိုကငှက်ကလေးကိုပြောလိုက်တယ်။ငှက်ကလေးရေမင်းတရားကိုပြုစုပြီးလို့ကောင်းသွားပြီမလားမင်းမိတ်ဆွေမိဘတွေစီကိုပြန်သွားတော့လေဒီတော့ငှက်ကလေးကလည်းမိညိုနဲ့မိခင်အိုကိုအတန်းပြုပြီးတော့တော်ရဲကိုပြန်သွားတာပေါ့ ဒီလိုနဲ့မီညိုလည်းတောအုပ်ထဲမှာဟင်းသီးရွက်တွေခိုးပြီးတော့ရောင်းနေခဲ့ပါတယ်။တနေ့မီညိုတောအုပ်ထဲကိုဟင်းသီးရွက်တွေခိုးနေတော့ထန်ရရနေတဲ့ယုံလေးတကောင်ကိုတွေ့လိုက်ရတယ်။မီညိုလည်းယုံလေးကိုတွေ့ပြီးတော့တနာသွားတာနဲ့ယုံကလေးရဲ့ငါတနာလိုက်တာမင်းနဲ့ဟာကိုအချိန်မီမကူတော့ရင်တိမ်ပါ။ဒီတော့ငါမင်းတက်ကိုကယ်တင်ပါမယ်ကွယ်လို့ပြောလိုက်တယ်။မီညိုကထန်ရရနေတဲ့ယုံကလေးကိုပြုစုဖို့အင်ကိုခေါ်လာခဲ့။အင်ကိုရောက်တော့သူ့မိခင်ကိုအမေး ဂျုံလေးမှာဒံရရနေတဲ့ပြုစုပေးပေးရစေလို့ပြောရပေါ့မိခင်ဟိုကြီးကလည်းဂျုံလေးကိုပြုစုကူတာပေးဖို့သဘောတူခဲ့တယ်။ဒီလိုနဲ့မိညွန်းနဲ့သူရဲ့မိခင်ဟိုကြီးဟာဂျုံလေးကိုပြုစုကူတာပေးခဲ့တယ်။ဂျုံလေးလည်းဒံရတသာသွားပြီးပြန်ကောင်းတော့တာပေါ့အဲ့ဒီချိန်ရောက်တော့မိညိုကယုံကလေးကိုယုံလေးမင်းတရားတွေပြန်ကောင်းသွားပြီမင်းနေထိုင်တဲ့တောအုပ်ထဲကိုငါပြန်လှည့်ပေးပါမယ်မင်းမိရတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်ပါကွယ်လို့ပြောလိုက်တယ် မီညိုဟာဟင်းနေရွက်ခူးသွားရင်ဂျုံလေးကိုခေါ်ဆောင်သွားပြီးတော့တောအုပ်ထဲကိုရောက်တော့လွတ်ပေးလိုက်တယ်။မီညိုလည်းဂျုံလေးကိုလွတ်ပေးပြီးတော့ဟင်းနေရွက်တွေဆက်ကူးနေတာပေါ့။တောအုပ်ထဲမှာဟင်းနေရွက်တွေခိုးပြီးတော့အိမ်ကိုပြန်ရောက်လာတဲ့အခါတောအုပ်ထဲကိုပြန်လှောက်လိုက်တဲ့ဂျုံလေးကအိမ်ကိုပြန်ရောက်နေတာကိုတွေ့လိုက်ရတာကြောင့်အံ့ဩသွားတယ်။ဂျုံလေးဘာကြောင့်အိမ်ကိုပြန်လာလဲ။မင်းနေတဲ့တောအုပ်ကိုငါပြန်ဖို့ပြီပြီလေ။မင်းမိဘတွေကိုမတွေ့သေးဘူးလား။မင်းမိဘတွေမင်းကိုမတွေ့ရင်စိတ်ပူနေကြမှာ။ မိညိုကဂျုံလေးကိုအဲ့ဒီလိုပြောပြီးဟီးရခူရင်နဲ့တောအုပ်ထဲကိုပြန်လိုက်ပို့ရင်းမိညိုဂျုံလေးကိုတောအုပ်ထဲပြန်လှုပ်ပြီးဟီးရခူပြီးတော့အိမ်ကိုပြန်လာတယ်။ဒါပေမဲ့မိညိုအိမ်ကိုပြန်ရောက်တော့ဂျုံလေးပြန်ရောက်နေတာကိုတွေ့လိုက်ရတယ်။ဂျုံလေးကငါတောအုပ်ထဲကိုပြန်လှုပ်ပေမဲ့သူ့မိဘတွေမရှိလို့ပြန်လာနေတယ်။မိညိုကအဲ့ဒီလိုတွေ့ပြီးဂျုံလေးကိုအိမ်မှာပဲမေးမှုထားတာပေါ့။ဂျုံလေးပျော်ရွှင်နေတာကိုတွေ့တော့မိညိုလည်းပျော်ရွှင်နေတာပေါ့။ မိညိုဟာတောက်တဲကဟင်းလေးရွက်တွေကိုခူးရောင်းပြီးလှုပ်ကျွေးနေတာမဟုတ်လား။ရုံလေးကိုမွေးထားတော့ရုံလေးစားဖို့အတွက်ပါရှာဖွေရတဲ့လားပုံ။ဒါပေမဲ့မိညိုကပင်ပင်မဲမဲရှာဖွေနေရပင်ပင်သူ့မိခင်ကိုကြည့်အတွက်အဖော်ရုံကလေးရှိနေရကိုဝမ်းသာနေကလေး။တနေ့မိညိုတောက်တဲကိုဟင်းလေးရွက်ခူးနေတော့နှက်ကလေးတစ်ကောင်ရဲ့ဆူဆူရှွှှရှွှအော်တန်ကိုကြားလို့ကြည်လိုက်မိတယ်။သူတခါတော့ကထန်ရရလို့ပြုစုကိုတာပေးလိုက်တဲ့နှက်ကလေးဖြစ်နေတယ်။ မိညိုလည်းငှက်ကလေးကိုတွေ့ရောဝမ်းသာသွားပြီးငှက်ကလေးရဲ့အခုမှပဲပြန်တွေ့ရတာမင်းမိဘပြိဆွေတွေနဲ့နေထိုင်ရလို့ပြောနေပြီမဟုတ်လားလို့မိလိုက်တယ်။ငှက်ကလေးကလည်းဆူဆူရှာရှာအတန်ကိုပြေးနေတော့မိညိုလည်းစဉ်းစားလိုက်တာပေါ့။ငှက်ကလေးကငါပြောတာကိုသူ့စိတ်ထဲမှာသိနေတယ်လို့ပဲအခုလည်းငါ့ကိုထိုးချတဲ့အတန်လေးအဆက်မပြတ်ပြေးနေတယ်။ငှက်ကလေးအခြေအနေကိုကြည့်မှဖြစ်မယ်။ မိညိုကအဲ့ဒီလိုတွေးပြီးငှက်ကလေးကတပိသရင်ကိုကူးသွားပြီးလို့လိုက်ကြည့်တာပေါ့တောအုပ်တနေရာကိုရောက်တော့ကြောက်တုံးကြီးတုံးကိုတွေ့လိုက်ရတယ်အဲ့ဒီကြောက်တုံးကြီးပေါ်မှာငှက်ကလေးကနားပြီးအဆက်မပြတ်အတန်ပြူနေတာကိုတွေ့ရတော့မိညိုလည်းငှက်ကလေးနားနေတဲ့ကြောက်တုံးကြီးကိုတွန်းဖယ်ကြည့်လိုက်တာပေါ့ကြောက်တုံးကြီးရဲ့အောင်မှာတတလေးတလုံးကိုတွေ့လို့ဖြန့်ကြည့်လိုက်မိရဲ့ခါမိညိုတခါမှမမြင်ဘူးတဲ့ယတနာပစ္စည်းတွေဖြစ်နေခဲ့မိညိုကလည်းငှက်ကလေးကိုမေးလိုက်တယ် ငှက်ကလေးပိုင်တဲ့ယရနာတွေလားဘသူ့ကိုပေးရမလဲပြောပါငှက်ကလေးရဲ့တဲ့ဒီတော့ငှက်ကလေးကမိညိုရဲ့ပကုံးပေါ်မှာနားလိုက်တက်တာလေးပေါ်ကိုနားလိုက်လှုပ်ပြရတာပုံမိညိုလည်းငှက်ကလေးရဲ့အပြုတ်မှုကိုနားလဲသွားပြီးငှက်ကလေးရဲ့ဘဝဟောင်းကပိုင်ဆိုင်ထားတဲ့တက်တာကိုပေးတာဆိုရင်တော့ရှူပေါ့မယ်ကွယ်လို့ပြောလိုက်တဲ့ဒီတော့မှငှက်ကလေးလည်းမိညိုကိုအတန်ဆူဆူရှရှပေးပြီးတော့အဝေးကိုပြန်သွားခဲ့တယ် မိညိုလည်းနှက်ကလေးပေးထားတဲ့တစ်သားကိုယူပြီးအိမ်ကိုပြန်လာခဲ့တာပေါ့အိမ်ကိုပြန်ရောက်တော့သူ့မိခင်ကိုကြီးကိုနှက်ကလေးအကြောင်းကိုပြောပြပြီးရေနာတတလေးကိုပေးလိုက်တယ်အဲ့ဒီအချိန်မှာရုံလင်းကလည်းမိညိုကိုပြန်တွေ့ရတာကြောင့်ပျော်ရွှင်ပြီးတော့ခုံပေါက်ဆော့ပြေးနေကြတယ်တနေ့မှာတော့လူတစ်ယောက်ကမိညိုစီကိုရောက်လာပြီးမိညိုမင်းကဆင်းရဲလို့မိခင်ကိုကြီးကိုဟင်းနေရွက်ကိုပြီးရောင်းချအသက်မွေးနေရတာမဟုတ်လားအခုရုံလေးကိုမွေးထားတော့ရုံလေးကိုကျွေးမွေးရတာပြင်းမဲနေပြီး ငါတဲ့နဲ့အတပြားပေးပါမယ်ငါကိုယုံလေးကိုပြန်ရောင်းလိုက်ပါမိညိုကအဲ့ဒီလူရဲ့စကားကိုကြားတော့မောင်ကြီးရဲ့ကျမယုံလေးကိုကျိုးဝေးပြုစုရလို့မပေမန်းပါဘူးကျမဆင်းရဲပေမဲ့ချမ်းသာပါတယ်လို့ပြောလိုက်တယ်မိညိုရဲ့စကားကိုကြားတော့အဲ့ဒီလူကလည်းအံ့ဩသွားတာပေါ့မိညိုနေဆင်းရဲတာကိုလူတိုင်းကသိနေကြတာဘာကြောင့်ချမ်းသာတယ်လို့ပြောနေရတာလဲတဲ့မိညိုကလည်းမောင်ကြီးရဲ့ကျမဘဝကဆင်းရဲပေမဲ့ချမ်းသာနေပါတယ် အဲ့ဒါကကျမသူတစ်ပါးပေါ်ဖြူစင်တဲ့စိတ်ထားနဲ့မေတ္တာအမြဲတမ်းထားတဲ့ချမ်းသာခြင်းအစီအမံပါလေ။အဲ့ဒီလူလည်းမိညွန်ရဲ့စကားကိုကြားပြီးချမ်းသာခြင်းအစီအမံကိုတည်တော်တာပေါ့။ရှင်ကလေးကတော့မိညွန်ရဲ့စကားကိုကြားတော့သဘောကျသွားပြီးခုံပေါက်စော်ကစားနေပါတော့တယ်ကွင်။ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။